မင်္ဂလာပါရှင်။စာချုပ်ဝန်ဆောင်တဲ့နေရာနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဒီမှာတော့စာချုပ်ဘုံပါ။အဲဒီမှာဒီတစ်ခါပြောပြမယ်။စာအုပ်အညွန်အားတော့ဘောနော်။ဇေယအဲတက္ကသိုလ်နေဝင်ပါတာပြန်လာတယ်။ Godfather ဆိုတဲ့စာအုပ်ကြောင့်ဖြစ်ပါတယ်ရှင်။ဒီစာအုပ်မှာဆိုလို့ရှိရင်စာမျက်နှာ360နဲ့5မျက်နှာပါဝင်ပြီးတော့မှတကောင်းစာအုပ်တစ်ခိုင်းနေပြီးတော့တတိယကျင်းထုတ်ပြီးထားခြင်းဖြစ်ပါတယ်ရှင်။ညနေဖုန်းကတော့အံပွဲစဉ်ဖြစ်ပါတယ်ရှင်။အဲဒီစာအုပ်ကတော့ဘောနော်ကျွန်မဖတ်ထားတာဒီငနေမတိုင်ခင်ကတည်းကဖတ်ထားတာပေါ့။တော်ဖတ်ပြီးတော့ငနေကိစ္စတွေပါလေဖြစ်သွားတော့ကိုယ်လည်းစိတ်အခြေအနေကတိတ်မကောင်းတာလေ။ နည်းနည်းလေးဟိုအလုံးရှုပ်တာလေးပေါ့နော်နည်းနည်းအလူတန်းလေးပါလေးလဲတက်နိုင်သလောက်လောက်ပါညာဆိုတာနဲ့စောက်တယ်ဒီမဖတ်ဖြစ်ဘူးပေါ့ဒါဒီရက်ပိုင်းမှာလာနည်းနည်းစောက်ကပြန်လဲဖြစ်တာပေါ့နော်အမ်ဒီစောက်ကကြတော့လေကျမအဟောင်းဝယ်တော့ပဲ ပါလာလက်ဆောင်ရလာကျွန်မတက်တော့ဝယ်ထားတယ်လို့မမှတ်မိတော့ဘူးเนาะအဲစာအုပ်ဝယ်တဲ့အဲအကိုကြီးကလည်းသူကစာအုပ်ဝယ်တယ်ဆိုလို့ရှင်ဝယ်တာနည်းနည်းသူလက်ဆောင်ဝယ်တာများများဆိုပါလိအဲ့လိုမျိုးဒါပေမဲ့စာအုပ်ကတော့တခြားကတော့အဟောင်းလေးပေါ့เนาะအဟောင်းဆိုတော့ဟိုစာအုပ်အဟောင်းဖတ်ရတဲ့ sense လေးရတာပေါ့လေဒီမှာဆိုလို့ရှင်တော့မူရင်အဲရေတော့ကပိုင်ခဲ့တဲ့လူတွေလက်မှတ်လေးပါလေးပါမျိုးပေါ့လေကျွန်မကတော့အဲ့လိုစာအုပ်အဟောင်းဖတ်တဲ့အချိန်မှာရတဲ့မူကစားတစ်မျိုးပေါ့เนาะပြီးရင်ဒီမှာဒီအရင်ဖတ်တဲ့သူကကျွန်တော်အဲ သူစားကြောင်းအဲအများကြီးလဲအဲ့လိုတချို့သူကြိုက်တာလေးတို့လဲသူနဲ့အမဲလေးနဲ့စားကြောင်းအဲ့လိုညောင်းလိုက်တာလေးလည်းရှိတယ်ပေါ့နော်ဒါမျိုးဒါမျိုးလေးတွေပေါ့ဒါအရင်လူထားခဲ့တာပေါ့နော်အဲ့လိုမျိုးလေးဆိုတော့ဘာဖြစ်ဒါဖတ်အော်သူအရင်ကသူဒီစားလေးကြိုက်ခဲ့ပါလားပေါ့သူဘလို့တွေးခဲ့လဲပေါ့အဲ့လိုမျိုးလေးလဲ ဒါပြန်ပြီးတော့မှကိုကစာဖတ်နေရင်ခန်းစားနိုင်တာပေါ့လေဒါကတော့စာအုပ်တက်နေစာအုပ်အောင်ရင်ကွာခြားချက်ပေါ့နော်စာအုပ်တက်ကကြတော့လည်းစာအုပ်အနက်လေးတွေနေပေါ့လေစာအုပ်ကောင်းကောင်းလေးဖတ်ရတယ်ပေါ့စာအုပ်အောင်ကောင်းလေးရကြတော့လည်းအဲ့လိုမျိုးအရင်ပိုင်ရှင်ရဲ့အဲတဘောသားလေးတွေဗာလေးတွေသူရဲ့ချီရလေးရလေးချန်ခဲ့တယ်ပေါ့လေအဲလိုမျိုးလေးတော့ရှိတာပေါ့နော်အဲဒီစာအုပ်ကတော့ဒါ ဆရာတက္ကသိုလ်နေဝင်စာအုပ်ဘာသာပြန်လာတဲ့စာအုပ်ဆိုကျမမမိတည်းကျမဟိုအရင်ပေါ့နော်ဟို16 19လောက်ကဖြစ်မဲ့တဲ့အဲ့တုန်းကကျတော့ဟိုကျမကဒီတက္ကသိုလ်တောင်းသူဒုတိယနှစ်လောက်ပဲရှိအောင်ပါပေါ့နော်အဲ့တုန်းကကျတော့ဒီလိုအင်တာနက်တွေပါလဲခင်မစားသေးဘူးဆိုတော့စာအုပ်ငါဖတ်ချင်လို့ရှိရင်စာအုပ်အငားဆိုင်မှာတွားပြီးတော့မှတွားဖတ်ရတဲ့အရာပါလေးပေါ့နော်အဲ့အလေးလည်းပြန်ခန်းစားမိတယ်အဲ့တုန်းကကျတော့မှတ်မှတ်မိတယ်ဒီဆရာကြီးတက္ကသိုလ်နေဝင်မဲ့ဘာသာပြန်လာတဲ့အချိန်နဲ့ သူတို့မျက်နှာကြီးဆိုလားမသိဘူးအဲမာရီလင်မိုးကြောင့်ရတာတင်တဲ့အဲဆောင်ကိုကြောက်တယ်ဖတ်ကြည့်ရပါတော့ဟိုဘာဖြစ်ဖြစ်ဟိုစိတ်ငြိမ်းစားဖို့ကောင်းတဲ့အဲဆောင်ကလေးတွေဘာသာပြန်တတ်တယ် channel ပေါ့နော်ဆရာရအလိုမျိုးတွေတော့ခံစားမိခဲ့ရတယ်ပေါ့နော်အဲဒီဆောင်ကရုပ်ရှင်ကလည်းရှိရပေါ့နော်ရုပ်ရှင်မြန်မာကြီးမာလွန်ဘွန်တို့ရိုက်ထားတာပေါ့အစားဆုတွေလည်းအများကြီးရခဲ့တယ်ပေါ့လေအဲပြီးမှဖီယာကိုင်းသားတွေကလည်းရုပ်ရှင်ကအပေါ်မှာ အများကြီးအကူညီထားတဲ့ဘာညာဆိုတဲ့တွေထွက်ခဲ့တယ်ဆိုတော့တော်တော်နယ်ကြီးခဲ့တဲ့စကားပေါ့လေအဲ့လိုမျိုးလည်းရှိတယ်အဲဒီမှာရေးထားတာကတော့ဘောနော်စာအုပ်ကားတဲ့ရုပ်ရှင်ကားကောင်းတယ်ဆိုတာတော့ကိုသူကအများကြီးစိတ်ဝင်စားမှုကောင်းပါတယ်တဲ့အထက်မှာဆိုလို့ရှိရင်ဘောနော်အဲဒီဘောနော်မာဖီးယားလူဆိုးတော့ကအကြောင်းကိုကော့ကော့ကွင်းကွင်းအသေးစိတ် တယုတ်ပေါ်နိုင်တယ်အဲ့မှာဗျာမိသားစုတွေပေါ့နော်ဘလို့ပြုမူနေထိုင်ကြတယ်ဒီထဲမှာဆိုလို့ရှိရင်ကျမတတိထားမိတာဒီ god father ပေါ့နော် god father ဆိုရယ်ဒီမာဗျာခိုင်ကောင်းဆောင်ရာတော်တော်ကိုတွေးအေးရဟိုတတိထားမိရပေါ့နော်သူတော်တော်နဲ့ သူဒေါသမထွက်ဘူးပေါ့သူဒေါသကသူထိန်းချုပ်နိုင်တယ်အဲသူပြောနေကြစကားတခုရှိရပေါ့သူနေသူဟာနဲ့သူရအောင်လောရအောင်မယ်ဆိုလို့ရှင်အဲ့ဒါဘယ်လိုဖြစ်ဖြစ်အဲသူလိုချင်တဲ့ဟာကိုရအောင်မယ်ဆိုတဲ့သဘောပေါ့အပြီးတော့ဒီမှာပေါ့နော်တော်မာဖီးယားခိုင်းကောင်းတယ်သူကနည်းနည်းတော့စပိုင်းလိုက်မယ်ပေါ့လေဒီလူစောင်းလူကြောင်လည်းစပိုင်းလိုက်မှာဘယ်လိုပြောရလဲနည်းနည်းရတာရှိရဆိုတော့လေဒီမှာဟိုဟာဖြစ်တာကတော့သူကလမ်းကစားပဲလောက်တာပေါ့နော်ဘိန်းနဲ့ပတ်သက်တဲ့ငွေစီဝါနဲ့ပတ်သက်တာတွေလောက်တာမတွေ့ဘူးပေါ့နော်အဲ့လိုမျိုးလေးထူးခြားချက်တွေရှိခဲ့ ယ်။အဲပြီးတော့ဒီမူရင်းစာအုပ်ပိုင်ရှင်ကတော့သူတော်တော်လေ့လာထားတဲ့ခြင်းနဲ့သူကဘယ်လိုအချက်မှဆိုလို့ရှိရင်အဲဒါလို highlight လုပ်တယ်ဆိုတော့ဒီစာမြင်းညောင်းတာပါဘာလို့အဲဒီသူမြင်းညောင်းဒီဒီမူရင်းပိုင်ရှင်ဘာဘာရေးဒီစာကိုပိုင်ခဲ့တဲ့ပိုင်ရှင်ပေါ့လေအဲသူမြင်းညောင်းတာတဲ့စာကြောင်းလေးတွေကလည်းအဲကျမသာဆိုလို့ရှင်တော့ ဘလို့မှမညောင်းမတာနဲ့စာကြောင်းနေပါအဲ့လိုမျိုးဆိုတာတရားတရားဟာဒီစာကိုဖတ်ရတာအဲအဲတက်တကူကတော့တော်တော်အဲအရင်ရဲ့တွေးခေါ်ဖို့နဲ့ကိုတွေးခေါ်ဖို့နဲ့မတူပါလားဆိုတာမျိုးလေးအမျိုးလေးတိကျတာလေးလည်းရှိတယ်ပေါ့နော်အဲပြီးတော့အဲဒီပေါ့နော်အဲသူတို့ဒီအီတလီအီတလီထောင်းဆောင်ပေါ့လေဒီအဲသူတို့ရဲ့လူယုံတော့ပထမလူယုံတော့ပထမလူယုံတော့ဟို ကွန်ဆီလီယိုရီဆိုပြီးတော့ခေါ်တယ်ပေါ့ပြီးဒီထဲမှာဆိုလို့ရှိရင်အီတလီလူမျိုးတွေဟာဒီမင်္ဂလာဆောင်မှာဆိုအခုညီလာတောင်းတာကိုမငင်းမနဲ့လက်ခံရမယ်ဆိုတော့ဒလိထုံးစံနေပေါ့အဲ့လိုကမျိုးလေးတယ်ဆိုမှပို့ပြီးတော့စိတ်ဝင်စားတယ်ပြီးတော့သူတို့ကသူတို့အလိုအချင်းချင်းပေါ့နော်ခိုင်းချင်းချင်းအဲရံဖြစ်တဲ့အချိန်မှာခြားခိုင်းနေပါလာမယ်အပြစ်ပေးမယ်အဲအပြစ်ပေးတဲ့ပုံစံတွေကလည်းအရန်ကိုရက်ဆက်တယ်ပေါ့နော်အဲ့လိုမျိုးအဲဒီရလဲအဲစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့အဲ့တော့ဘာဖြစ်ဖြစ်ပေါ့နော်အာဒီ အဲမာဖီးယားဂိုင်းရဲ့အကြောင်းကိုစိတ်ဝင်စားတဲ့အဲသူတွေပေါ့လေအဲဒီဒူးဆိုက်ဂိုင်းတွေအကြောင်းကိုဟိုဖန်အားဆိုင်နေတတ်တဲ့သူတွေဆိုလို့ရှိရင်တော့ဟောအတိုက်တွေးစီမဲ့အစားအုပ်လေးတောက်ပါရှင်ဒီလိုစားအုပ်မျိုးကကြတော့ဇလန်းတွေကိုအရန်ပြောလို့ရှိရင်ဖတ်တဲ့သူရတာပေါ့ ပေါ်သွားမှာဆိုတော့လည်းကျွန်မအများကြီးတော့မညွန့်တော့ဘူးပေါ့နော်တကယ်ကိုဖတ်ရတာစိတ်ဝင်စားဖို့ကောင်းပြီးတော့မှအာပေါ့နော်ဒီလူဆိုဒီမှာပြရလောကအတွင်းအအကြောင်းအရာတွေကိုလည်းအဲပေါ့နော်တကယ်မှာပြရလောကတဲ့ရောက်သွားတဲ့လူမျိုးခံစားစီရမယ်စာအုပ်ကောင်းလေးတော့ဖြစ်နေညွှန်ချင်ပါတယ်ရှင့်စာစစ်သူများအားလုံးမြင့်တက်မှာစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေရှင့်